ပထမဆုံးကျွန်တော်တို့ဒီနေ့တွေ့ပထမဆုံးပြောရမယ့်အကြောင်းအရာကအာတောင်ကြီးမှာ PDF ညီငယ်3ယောက်30ပေါ့ sorry 30မှာကူမသားကထွက်လာ30အလင်းဝင်လာတယ်သို့မဟုတ်မိသားစုနဲ့ပြန်ပေါင်းပြောင်းပေါင်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်ဦးဖျားရေးပြောပါမယ်။ဘာလို့ဆိုတော့ဒါလေးကကျွန်တော်တို့အများအားဖြင့်ဒါဝန်သားစရာကောင်းတဲ့ကိစ္စပါ။ကျွန်တော်တော့အများအားဖြင့်ကျွန်တော်ပြောပါတယ် PDF ညီငယ်တွေအလင်းဝင်လာတဲ့ကိစ္စသည်တိုက်ပြီးတော့ကောင်းတဲ့ကိစ္စသိက္ကူဝန်သားစရာကောင်းတဲ့ကိစ္စလို့ကျွန်တော်အများအားဖြင့်ပြောပါတယ်။အခုလည်းထပ်ပြောပါတယ်ဒီတိုင်းပဲ။ ပြည်တဲ့ညီငယ်ညီမငယ်တွေအယောက်30နော်30ရနော်ဒီကနေ့မှာတော့တောင်ကြီးမှာဟိုဥပဒေပေါင်းနဲ့ပြန်ပြီးတော့လက်နက်ခဲအနေနဲ့ဥပဒေပေါင်းနဲ့ပြန်ဝင်တဲ့ပွဲအခမ်းအနားဒီနေ့ကျင်းပခဲ့ပါတယ်ပြောရရင်တော့တောင်ကြီးမှာလုပ်တဲ့ပွဲတကယ်လို့လဲဝမ်းသာစရာကောင်းပါတယ်အဲ့မှာပါလာတဲ့လူတွေက DPLA တို့ KNDF တို့ PNL PNL တို့နောက်ကရင်ပြည်သူ့လူမျိုးရေးတပ်ပေါင်းစုနဲ့ PDF ဆိုတဲ့အဖွဲ့တွေပေါ်ဝင်စုပေါင်း30 30လို့သိရပါတယ်ဆိုတော့အဲ့ဒီရောက်30ကဒီနေ့ဟို ပြန်လင်းဝင်လာတယ်ဆိုတာကိုအလင်းဝင်လာတဲ့အတွက်ဒီတောင်ကြီးမှာအခြေစိုက်တဲ့တောင်ကြီးမှာအခြေစိုက်တဲ့ဒီဒိုက်စရနာကျုပ်ပေါ့နော်ဒိုက်စရနာကျုပ်ကနေမျိုးလက်ခံပြီးတော့သူတို့ကိုသူတို့ရဲ့မိသားစုစီပြန်လေးပြန်လဲပြီးတော့ပတ်နံပါတယ်ပြီးတော့လက်နက်ခဲရဲ့ဥပဒေတော်ပေါင်းဝင်ရောက်တဲ့အတွက်သူတို့ကိုအဲထိုက်တဲ့နဲ့သူတို့ပါခေါ်လဲဆိုတော့သူတို့ကိုစုချင်းမြင်တာလေးပြီးပြီးတော့ဥပဒေပေါင်းနဲ့ပြောင်းဝင်တာကိုဝယ်ကန့်လုပ်တယ်ကျူးသွေးခဲ့တာတွေ့ရပါတယ်ဆိုတော့ ပြောရင်တော့အဲ့ဒီထက်မှပြောင်းဝင်လာ PDF တွေ DPLA အဖွဲ့ဝင်တွေမှာသူ DPLA 12ဦးเนาะ KNDF ကအဖွဲ့ဝင်2ဦး PNL အဖွဲ့ဝင်4ဦး KYN KYN ညီမျိုးသားလူမျိုးရေးတပ်ပေါင်းစုအဖွဲ့ဝင်2ဦး PDF အမိကအဖွဲ့ဝင်12ဦးပေါင်းစုစုပေါင်း30ဦးလို့ကိုတဲ့เนาะအာအမတိုင်းမှုဖြစ်တဲ့ဘုံချုပ်ဘုံချုပ်နိုင်ဘုံချုပ်ဘုံချုပ်နိုင်စောဦးပေါ့နော်ဘုံချုပ်နိုင်စောဦးနဲ့ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ဖြစ်တဲ့ဝန်ကြီးချုပ်ဦးအောင်တို့သူတို့ဦးဆောင်ပြီးတော့ဒါ တောင်ကြီးမှာရှိတဲ့တံလွင်ခန်းမှာလက်ခံပြီးတော့တကယ်ကိုခန္ဓာချင်းပပြီးလက်ခံပေးခဲ့ပါတယ်မိသားစုတွေသူတို့ပြီးပါတယ်တက်ရောက်တယ်ဘာပဲတော့ဝါသားစရာကောင်းတယ်အဲသူတို့၄ချီမှာပါလိုက်လက်နက်တွေကတော့ AK47 တို့ M20 M22 တို့အစရှိတဲ့တနက်တွေနဲ့လက်နက်ခဲရန်တွေပစ္စည်းတွေပါပါတယ်အဲတော့ဝီကျုံတဲ့တိုင်းမှုတွေတော့လက်ခံရယူတယ်လို့သိရတယ်ပြီးတော့ဥပဒေပေါင်းနဲ့ဝင်လိုက်လူတွေကိုကျေးဇူးတင်တယ်ဆိုတော့ကြောင့်ပြောတယ်ပြီးတော့မိသားစုဝင်စီကိုခံဝန်ကလေးလက်မှတ်ထိုးပြီးပြလှုပ်ပေးတယ်ဂုဏ်ပြုစုမှုတွေပေးတယ်နော်အဲ့တော့ဒါကဝါသားစရာကောင်းတဲ့တည်လူရောက်30ဗျာခဏလူရောက်30ပီရက်ပြောက်30 ဒီ30ရာတနက်ကပြီးလျှောက်တွေ့ရလျှောက်ပြင်နေရွှေတွေ့ရလျှောက်ပြစ်တတ်နေရင်လူဘောပြောတာသိမယ်ဒီလူရောက်30လောက်ကသာခင်ဗျားဟိုအခုဒီဒီလိုပဲသူ့လိုမျိုးလူရောက်30ထဲမနည်းသောလူတွေကနေပြီးတော့ပြစ်ခတ်တတ်ဖြတ်ခဲ့လို့အရသာပြည်သူပေါင်းလို့များသာတည်ခဲ့ရပြီးပြီဒီကောင်တွေဒုက္ခပဲလူတည်ခဲ့ရလည်းများသာရှိပြီအဲ့တော့ဒီဒီချင်းမှာမပြစ်ခတ်တော့ဘူးမတတ်ဖြတ်တော့ဘူးဘယ်သူမှမလုပ်တော့ဘူးဘာမှမလုပ်တော့ဘူးဆိုပြီးတော့ အဲခြေမှာလည်းအရင်ကျန်းတိုင်းလုံထားတာမရှိတဲ့အခါကျတော့ပြန်ဝင်လာတဲ့အခါဒီဘက်ကလည်းလက်ခံပေးတယ်တိတ်ကောင်းတဲ့ကိစ္စပါဒါကြောင့်ကျွန်တော်မြန်မာတိုင်းကလုံးမှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေကိုလည်းကျွန်တော်အမြဲတမ်းဖိတ်ခေါ်ပါတယ်အခုလည်းဖိတ်ခေါ်တယ်နောက်လည်းဖိတ်ခေါ်တယ်အဲသတိရတဲ့အခါကိုယ်ယူသတိရတဲ့အခါပြောပါဘာလို့ပြောရလဲနော်သတိရတဲ့အခါကျရင်ပြောပါဝင်လာပါပြန်ပြီးတော့မိသားစုနဲ့ပြန်ပေါင်းထုတ်ပါကျွန်တော်ပြန်မိသားစုနဲ့အတူတူပြန်လည်ပြီးတော့အတူတူနေထိုင်လို့ကျွန်တော်တို့အားလုံးကဟိုကောင်းတဲ့ဘဝပဲရအောင်ပါအဲ့တော့ PDF ညီငယ်ညီမငယ်တွေအားလုံးကိုလည်း မိသားစုထံပြန်ပူပေါင်းလာကြဖို့ပဲတိုက်တော့ပါတယ်เนาะပြီးတော့ကိုရောက်နေတဲ့အခြေအနေကိုရောက်နေတဲ့နေရာကိုရောက်နေရတဲ့ဒေသနဲ့ကိုရောက်ကိုလုံနေတဲ့အလုပ်တွေဟာမှန်သလားမှားသလားသို့မဟုတ်လူတွေကတဖြည်းဖြည်းစိတ်တော့ကရောက်လာသလားကိုကိုယ်တိုင်ရောလွတ်လပ်ပွင့်လင်းမှုလွတ်လပ်မှုကိုခံစားရသလားစသဖြင့်ကိုကိုကိုနိုင်ရှင်ပြီးတော့လုံတဲ့နိုင်လုံတဲ့နိုင်တွေပြည်ရဲ့ညီငယ်ညီမငယ်တွေစဉ်းစားကြဖို့တိုက်တော့ပါတယ်အဲ့တော့ဘာပဲပြောမြန်မာတိုင်းရောလုံးကတဏ္ဍတရားမှာရှိတဲ့ပြည်ရဲ့ညီငယ်ညီမငယ်တွေအကုန်လုံးကျွန်တော်နဲ့ရွေးလူဖြစ်မဲ့ညီကိုတွေအကုန်လုံးပါတော့ဒါတွေအကုန်လုံး ဒီနေ့အချိန်မှာတော့မိသားစုစီပြန်လာကြပါနိုင်ငံတော်နဲ့ပြန်လဲပူးပေါင်းပါဆိုတော့ထပ်ပြီးတိုက်တော့မှာနော်ဒါတော့ထပ်ထပ်မှန်ထပ်မှန်တိုက်တော့မှာနော်ဒါလေးကတော့ဒီရောက်30ရေဝင်လာတော့ဝက်တာတဲ့ကိစ္စပြောတော့ပါနောက်တစ်ခုကကျွန်တော်တို့ဒါပြီးတော့နောက်ကျွန်တော်တို့ဒီဒီလိုမျိုးဖြစ်စဉ်တွေဖြစ်တော့ရှေ့မှာဗားတွေဖြစ်ခဲ့ကြလဲဆိုအခုမဲဆောက်လို့နေရမျိုးမှာပေါ့နော်မဲဆောက်လို့ရအောင်မှာအခုထိုင်းမြန်မာနယ်စပ်မဲဆောက်မှာတောက်လျှောက်လက်နက်တွေဖမ်းမိတာကြီးကြီးကျယ်ဖြစ်တယ်ဟိုဒီမနေ့ကလည်းလက်နက်တွေဖမ်းဆီးရမိတဲ့ကိစ္စကြီးမနေ့ကလည်းဖြစ်တယ်ဆိုတော့ဒီလက်နက်ကင်တဲ့ပြည်တွေမှာရှိနေတဲ့ PDF ဒီတခြားလူတွေကတော့အခုတဖြည်းဖြည်းနဲ့လက်နက်ခဲရန်ရှားပါတယ်ပြဿနာရင်ဆိုင်နေရတယ်ဆိုတော့ခင်ဗျားတို့တီးပြီးသားအဲ့တော့ဘလို့ရှားပါလဲမေးတော့အခုထိုင်းရတကုံဖမ်းတယ်ကျွန်တော်တို့နိုင်ငံရဲ့လက်နက်ပေါင်ကိုဈေးွက်ကြီးကိုထိုင်းရကင်ထားတယ်ခုဘကအိန္ဒိယမှာလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်တရုတ်မှာလည်းရှိတယ်တရုတ်ကတော့သူကတိုက်ရိုက်မလာဘူးဘယ်လိုသွားလဲမဲခေါင်းမြေကနေဖြတ်ပြီးတော့လာအောင်လို့ဘာလို့လဲဖြတ်ပြီးတော့လုပ်တာမျိုးရှိတယ်တရုတ်ကပြီးတော့ဘယ်ရသွားသေးလဲဆိုတော့တခါဒီဟိုဝါတို့ ဝါတို့ဟို KIA တို့ဆီကနေပြောလက်နက်တွေခဲရနေရတယ်ကိုကန့်ဆီကနေရတယ်မိုင်းလာဆီကနေလည်းရခိုင်ကရခဲ့တယ်ဒါပေမဲ့ဝါရောမိုင်းလာရောနှစ်ဖွဲ့လုံးကသူတို့လုံးဝအဆက်ဆံမလုပ်တော့ဘူးလို့ပြောဆုံးဖြတ်တဲ့နောက်မှာဒီကောင်တွေလက်နက်ခဲပြတ်တောက်သွားတယ်အဲပလောင်တွေဆိုလဲလက်နက်ခဲပြတ်တောက်တဲ့ပြဿနာရင်ဆိုင်ရတယ်တစ်ချိန်တည်းမှာပဲ KIA ဆိုလဲလက်နက်ဆက်လက်ထုတ်နိုင်တဲ့ပမာဏအကန့်အသတ်ဖြစ်လာတော့သူတို့ရင်ဆိုင်နေရတယ်တစ်ချိန်တည်းမှာပဲတခြားသောဒီအညာရေးစားလက်နက်ခဲအဖွဲ့ဝင်တွေအကုန်လုံးကလည်းသူတို့မှလက်နက်ခဲလုံးလုံးမရှိအောင်ရှင်းတိုက်ဖို့ခက်လာတယ်။အမှတော့ကရရဲ့ကရင်ပြည်နယ်မှာဆိုရင်ဇွဲတို့ကတော့ဝန်ခံလာပြီ တို့ဝင်ဆက်တိုက်လို့ရပါလဲနဲ့တို့မှခဲရမရှိတော့လို့ဆက်မတိုက်နိုင်တော့တဲ့ဒီကရောက်သွားပြီတို့ထွက်ပြေးရတယ်စကန်းဆုတ်ခွာပြေးရတယ်ဆိုတော့တို့ကောင်ကဝန်ခံလာတယ်ဆိုတော့လက်နက်ခဲရပြတ်တော့သွားပြီမရှိတော့ဘူးဆိုတော့လက်နက်ခဲရကိုထိုင်းဘက်ကလည်းဖမ်းတယ်အခုထိုင်းဘက်ကဘလောက်ဖမ်းလဲလို့မေးရင်အော်တိုဘားနေ့ရက်နေ့မနေ့ကညနေပိုင်းလောက်မှာမဲဆောက်မြို့နယ်မဲလမောင်းကြီးရွာမဲလမောင်းကြီးရွာမှာရှိတဲ့ဒီဟွေရုပ်ဥလို့ခေါ်တဲ့စစ်စေးဂိတ်အဲ့ဂိတ်မှာကားစီးရမတင်ကောင်ဖြတ်သားမောင်းနေအဲ့ကြောင့်မို့အဲ့ကားအင်းစီးကားကိုထိုင်းလုံးရွတ်တော့ဖို့နေတားစီးဆက်လိုက်တယ်ဆက်လိုက်တဲ့ခါမှာအထက်မှာခင်ဗျာတော်တော်ဆိုးတယ်ခင်ဗျာဟိုဟိုလက်နက်ကြီးပေါ့ ပြစ်လို့ရတဲ့ဟာတွေပေါ့နော်လက်နက်ခဲရနေမှာဆို87မမစိန်ပြောင်းတွေ87မမဘုံးသီးတွေ short right ဒုံးတွေ RPG ဒုံးသီးတွေ5.56မမကြီးစံတွေ5.56 mm mm ကြီးစံတွေပါပြီးတော့အဲ့လက်နက်ခဲကနေအများအပြားကိုအဲ့အိမ်သုံးအိမ်စည်းကားထဲမှာဖွက်ပြီးတော့တဲလာတာအဲ့တော့ထိုင်းရဲတွေကစစ်စစ်လက်တွေကဖမ်းဆီးရမိတယ်အဲ့နှစ်ယောက်ကိုတော့ထိုင်းအိုက်ကားမှာပါလာတဲ့နှစ်ယောက်ကိုတော့ထိုင်းအာနာပိုင်းတွေကမဲဆောက်ရဲစခန်းစစ်ပြီးတော့ပို့ပြီးတော့ဒါခွန်းဆက်တွေစစ်ဆေးတယ်တဲ့နော်အဲ့တော့ထိုင်းနိုင်ငံသားနော်ထိုင်းနိုင်ငံသား ထိုင်းနိုင်ငံသား2ဦး2ဦးကနေပြီးတော့ဘယ်ကိုပို့မှလဲဆိုတော့ဒါရင်ကောလောက်မြန်မာပြည်ပို့မယ်ဆိုတဲ့ဟာကိုသူတို့ထုတ်ဖော်ဝန်ခံတယ်နော်အဲ့တော့ဟိုတယောက်က non tapori ခရမှာနေထိုင်တယ်အဲနောက်တစ်ယောက်ကတော့ဘန်ကောက်မှာနေထိုင်တယ် Mr. Mr. Tong နဲ့နောက်တစ်ခုကတယောက်ကတော့ Mr. Ban Krai လို့ခေါ်မလား Ban Krai Ban Krai လို့ခေါ်မလားအဲ့ဒီကတော့ Mitsubishi Pajero တစ်စီးနဲ့သူကကတ်တီနဲ့မောင်းလာတာနော်ဟိုတက်မြို့ကနေပြီးတော့မဲဆောက်ဘက်ကိုမောင်းလာရင်လည်းအဲ့လိုမိတာနော်အဲ့တော့ဘာပဲပြောခုတော့သူတို့ခုလက်နက်ပို့တဲ့ကိစ္စတွေနဲ့ခုထိုင်းဘက်ကလည်းအဖမ်းခံနေရတယ်ဘာလို့ဆိုလက်နက်ပို့လဲမင်းရင် နေသားမှာလက်နက်စည်းရပေါင်စည်းရများတယ်ဥပမာဆိုကြပါစို့ဗျာအဲကြီးစံတထောင်ပဲဆိုကြီးစံတထောင်ကကျွန်တော်တို့ကရင်ပြည်နယ်ထဲမှာကယားပြည်နယ်ထဲမှာကြီးစံတထောင်ကတထောင်၃ထောင်ကျပ်၃ထောင်လောက်ကျရင်ဥပမာတထောင်လောက်မကျဘူးအဲ့တော့ပွန့်လဲပြောရင်တော့ဒီဘက်ကိုပို့တာပေါ့ပို့တော့ဒါပဲလေထိုင်းရဲတွေအခုတော့ဖမ်းနေအစောပိုင်းမှာတော့ထိုင်းရဲတွေကမသိကြအောင်ဆောင်နေခဲ့ကြပေမဲ့အခုတော့ထိုင်းရဲတွေကိုယ်တိုင်ကဖမ်းပေးလာတဲ့အတွက်အခုဆိုရင်မြောက်ရီမှာမူးဟိုလက်နက်ဖမ်းတာတွေကိုမူးယစ်ဖမ်းတာတွေကိုပပဆက်ဆက်ချင်းမိုင်ဘက်မှာလောက်တာရစ် ညဒီမှာလှုပ်လာတာဖြစ်တဲ့အတွက်ဒီကောင်တွေကတဖြည်းဖြည်းနဲ့လက်နက်ခဲယံရှားပါတဲ့ပြဿနာကိုရင်ဆိုင်ရတယ်အဲ့တော့လက်နက်ခဲယံရှားပါတဲ့ရင်ဆိုင်တဲ့အခါမှာတချို့လူတွေကဟိုတက်ကိုရှင်တိုက်နိုင်ဖို့ကလည်းမြေမြမှာရှင်တိုက်နိုင်တဲ့စွမ်းစားလည်းနဲလာတယ်ဥမာဇွဲတွေကတော့တကယ်ဝန်ခံနေပြီခင်ဗျားတို့တော့တော့ကြည့်ဇွဲတွေကဝန်ခံနေတာရှိတယ်နော်ငါဇွဲတွေကတော့ဝန်ခံနေတယ်သူတို့လက်နက်ခဲယံမလုံလောက်တဲ့ပြဿနာရင်ဆိုင်ရတယ်ဆိုဝန်ခံနေနော်အဲ့တော့ပြဿနာကသူတို့အဲ့လိုရင်ဆိုင်ရတဲ့အခါထွက်ပြေးတိချောင်းတဲ့လူတွေရှိလာတယ်တချို့ဆိုရင်ဘလို့ထွက်ပြေးလဲထိုင်းဘက်ကိုထွက်ပြေးသွားတယ်အလုံသမားဖြစ်နေထွက်ပြေးသွားတယ်နော်ဟိုမောင်ကိုနီးတဲ့လမ်းမောင်းသွားနေပြီးထိုင်းဘက်ကိုဝင်သွားပြီးအလုံသမားဖြစ်နေအသွင်ပြောင်းသွားတယ် တစ်ဖက်ကတစ်ချိန်တော့ PDF နောက်တော့အလုံသမားဖြစ်သွားတယ်ထိုင်းအလုံသမားဖြစ်သွားတယ်ထိုင်းအလုံအဲ့လိုဖြစ်သွားအဲ့လိုပြောင်းသွားတယ်အဲ့တော့တချို့ကြတော့ဒီမြန်မာပြည်ပြည်မတဲ့ကိုပြန်လာပြီးမိဘရိုက်ထံပြန်လာနိုင်ဖို့အတွက်ကိုသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အဲတက်တဆိတ်ချိတ်ဆက်ပြီးတော့ပြန်ပြေးဝင်လာတာရှိတယ်အခုတော့ဒါအခုအခုဒီတောင်ကြီးမှာဝင်လာတဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဒါအယောက်30ဆိုတာတကယ်ကိုများပါတယ်ကျွန်တော်သိရတဲ့လောက်တော့အာတချို့လက်နက်ကိုင်းဒီပေါ့ဗျာဟိုပြည်သူစစ်ပေါ့ပြည်သူစစ်တပ်ဖွဲ့တွေနောက်တပ်မတော်နဲ့ပူးပေါင်းနေတဲ့လက်နက်ကိုင်းဖွဲ့တွေစီမှာအဲပြန်ပြီးတော့ ြန်ပြီးတော့ခိုးလုံနေတဲ့တစ်ချိန်တော့ PDF သွားလောက်ခဲ့တဲ့ပုံကတော်လုံးလောက်ခဲ့တဲ့လူတွေခိုးလုံအဲခိုးပုံကတော်လုံးလောက်ခဲ့ပြီးမှနောက်တပ်မတော်နဲ့ပူတွဲလောက်ကင်နေတဲ့အဖွဲ့အစည်းစီကိုပြန်ပြီးတော့ခိုးလုံလာတဲ့လူတွေခါဝင်ထိုးပြီးတော့နောက်မလို့တော့ပါဘူးကျွန်တော်တို့တော့တိသွားပြီကျွန်တော်တို့မှားသွားပါပြီဆိုပြီးတော့ပြန်ဝင်လာပြီးတော့နေတဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့ဒါကိုတပ်ဆိုင်ရာလက်နက်ကင်အဖွဲ့တွေကတရင်မထုတ်ပြန်လာပဲရှိတာဝင်နေတာရှိတယ်နော်ဘယ်လက်ဘယ်လက်ကဘယ်လက်ကင်အဖွဲ့တွေလဲလို့မေးရင်ကျွန်တော်ဒီပါဒါပေမဲ့မဖြေသေးပါဘူးဘာလို့လဲဆိုတော့လူပါသေးတယ်ဒါတွေကကျွန်တော်တို့ပြောမကိစ္စဘူးတက်ဆိုင်အောင်ဖွဲ့သေးတယ်မပြောတော့တဲ့အခါရောက်ရင်ဒါကျွန်တော်ပြောပါမယ် က်ဆိုင်အဖွဲ့ကြီးမပြောတော့မပြောဘဲရင်ကုန်နှုတ်ပိတ်နေတာများလုံးသွားရင်ကျွန်တော်ပြောရမယ်အခုကလောဆယ်သူတို့ပြောမလားပြောမလားကျွန်တော်စောင့်နေတာမပြောကြသေးဘူးတချို့တွေကဥပမာဆိုကြပါဆိုပြလက်နက်ကင်တွေရဲ့ PDF တွေဖြစ်သွားတယ် PDF ဆိုတာကကျွန်တော် PDF လုံးကြတယ်ပေါ့ဗျာလွန်းနားလေခေါ်ခေါ်တာပေါ့ PDF လုံးကြတယ်ဒါပေမဲ့သူတို့အချင်းချင်းမကောင်းတော့သိတယ်သူတို့မှားသွားပြီဆိုသိတယ်သူတို့သူတို့တဖြည်းဖြည်းလူတွေကမုန်းလာတော့မှသူတို့သိရခါကျတချို့ကြတော့သူတို့နဲ့နီးစပ်တဲ့လက်နက်ကင်ဒီတက်မတော်နဲ့တက်မတော်နဲ့လက်တွဲလုတ်ကင်နေတဲ့ တရက်ကတပ်ဖွဲ့တွေစီကိုသူတို့နဲ့လည်းနှိစက်တယ်ဆိုတော့ပြန်ပေါင်းထုတ်လာတယ်ပြန်ဖြိတ်ဖြိတ်ဆက်ပြီးပြန်ပေါင်းတယ်ပေါင်းပြီးတော့ကျွန်တော်တို့မလုပ်တော့ဘူးကျွန်တော်တို့ဘာမှမလုပ်တော့ဘူးကျွန်တော်တို့ကောင်းမှနေပြရစီကျွန်တော်တို့ဟိုဒုက္ခပေးတဲ့ဟိုကောင်တွေကအဲ့နေရာမှာရှိတော့နေရာတွေပြန်ညွှန်းတာသူတို့ကကျွန်တော်ဘယ်နေရာမှာစကန်းချခဲ့တာဘယ်နေရာမှာရှိခဲ့တာဘယ်လိုတွေလုပ်ခဲ့တာအဲ့အတွက်ဘာမှဖြစ်တယ်သူတို့မှအားနေတာဘာလူကဘယ်လောက်ရှိတာအဲ့လိုမျိုးတွေပြန်ပြီးသတင်းပြန်ပေးပြီးတော့ပြန်လုပ်တာအဲ့လိုလုပ်တာအဲ့ကြောင့်မလို့ကျွန်တော်တို့ကချိုးချင်မပြောသေးဘူးဆိုအဲ့ဒါကိုပြောတာပါဒါကြောင့်မလို့အခုလောဆိုတော့ရှမ်းပြည်နယ်မှာအယောက်30ဝင်းနေဒါကွမ်းတာစရာကောင်းတဲ့တဲ့င်နောက်မဲဆောက်မှာလည်းဖမ်းနေတယ်ဒါလည်းရှင်းပြောရင်တော့တောက်လျှောက်ထားရတော့ ဖမ်းပြရရှိတာဖမ်းပေးနိုင်မယ်လို့မြန်မာအစိုးရစိတ်ချနေတဲ့ဒီသူတို့ကတော့ဖမ်းပြရရှိတာဆက်ဖမ်းပေးနိုင်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်နော်ဒါတော့မဲဆောက်ကိစ္စနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီအဲဒီလက်နက်ကိုင်အဖွဲ့တွေပေါ့ဗျာလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်လို့ရှိရင်တော့ IPC ဆရာတော်ကတော့မြစ်တရဲခန်းနဲ့စာလေးတစ်စောင်သူ့ရဲ့ဝိုင်းထုတ်ပြန်ထားတာရှိပါတယ်အဲတိုက်ဆရာတော်ထုတ်ပြန်ထုတ်ပြန်ထားတဲ့စာအရဆိုရင်တော့ကျွန်တော်တို့ဒီဒီဆရာတော်ထုတ်ပြန်တာကိုလည်းကျွန်တော်တို့ဘာပြောချီချူးဂုံပြုတ်တယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကိုင်ထားကြတဲ့သူတွေကို လက်နက်မကင်ထားသောထီကြီးဝါကြီးတန်ဃာတော်ဆရာတော်ကြီးတွေအဲနောက်တစ်ခါဒီနာမည်ကျော်ထင်ကြရပုံကိုယ်တွေလူသိထင်ရှားကြော်ကြားသူတွေလူလူပေါ်လှုပ်ဖို့ကြီးတဲ့သူတွေကမြေရန်ဖီးရပြောနေဖီးရပေးပြောဆိုနေရမှာကမင်းတို့တွေလက်နက်ကင်လိုက်စွန့်လွတ်ကြဆိုတော့ဖီးရပေးအမြဲပြောဆိုနေရမှာဒါပေမဲ့တော်တော်များကတချို့လက်ရှောင်နေကြတယ်ဘာလို့ဆိုတော့ဘာကြောင့်မှန်းတော့ကျွန်တော်မသိဘူးတို့ရဲ့အကြောက်တရားကြောင့်လားတို့ရဲ့စိတ်ထက်အညိုတိအာရကြောင့်လားတို့ရဲ့စိတ်ထက်ကနေကိုယ်တွေကဟိုဘာလဲဆိုတော့ ။ငါနဲ့မဆိုင်လို့ထင်တာလား။ဒါမှမဟုတ်ဘသူတည်တည်ကွာငါတို့ငတိမိုင်ပြီးတာပဲတွေးတာလားကျွန်တော်မသိဘူးတချို့တွေကဘာမှမပြောကြဘူး။ဒါပေမဲ့အဲ့ကြားထဲမှာအခုဆရာတော်ကဒီဒီ IBC ဆရာတော်ပေါ့ဗျာ။ဆရာတော်ကနေပြီးတော့စပြီးတော့စာရဲဆောင်ထုတ်ပြန်လာတယ်။အဲ့ဒါတော့ဒီထုတ်ပြန်ချက်ကတော့မနေ့ကထုတ်တာပါ။ဒါပေမဲ့ကျွန်တော်တော့မနေ့ကမပြောလိုက်ရတော့ဒီနေ့မှပြောတာပါ။အဲ့တော့ तू ကသူထုတ်ပြန်ချက်ထဲမှာတော့ဒီမြတ်ဗုဒ္ဓရဲ့တရားတော်ရရန်ကိုရန်ချင်းတုံ့ပြန်နှင်းပြီးတော့အချင်းချင်းတက်ဖြတ်ကြပါကဘယ်သောခါမှစစ်ပွဲတွေပြီးဆုံးမှာမဟုတ်ပါဆိုပြီးတော့ပြောထားတယ် နော်ဆိုတော့အဲ့ဒါကြောင့်မလို့သူကပြောတယ်ပြီးတော့မှတစ်ချိန်တည်းမှာသူကလူတွေဒီလူတွေဟာရှင်းပြရင်တော့တိုင်းသားကြီးကောင်တော်တွေဟာတဲ့ဓာတ်လူညင်းမြမှုမရှိဘူးဆိုတော့ပြဿနာတွေပင်လူကလေးကိုပြဿနာတွေလူမျိုးစုပြဿနာတွေရှားမှာအဲ့လိုခေါင်းစဉ်မျိုးစုံတက်ရပြီးလူချင်းချင်းလက်နက်ကိုင်စစ်ပွဲတွေအတော်မတဆင်နွှဲနေကြတာဒီထိယနေ့ထိရှိတယ်တဲ့နော်အဲ့တော့ဖေဖော်ဝါရီတက်ကနေစပြီးတော့2021ဖေဖော်ဝါရီကစပြီးတော့ခုအော်တိုဘာအထိကိုမြန်မာနိုင်ငံချင်းလက်နက်ကိုင်တိုက်ပွဲတွေဆင်နွှဲကြတဲ့အတွက်တည်ဆုံကြတဲ့လူကတောင်းတဲ့ချီရှိလာပြီအဲ့တော့လူတွေရဲ့နိုင်ငံနိုင်ငံအခြေအောင်မြင့်တွေလည်းပျက်စီးကုန်ပြီ ဒီလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံအတွက်ပြည်တော်သက်ဝေးစီစီနေပိုင်ဆိုင်မှုတွေကိုဆုံးရှုံးကြရတယ်เนาะအဲ့လိုဖြစ်တဲ့အချိန်ဒါကြောင့်မလို့ဒီစစ်ပွဲတွေကလည်းဆုံးမတတ်ဘူးပေါ့ဗျာအဲ့လိုအခြေအနေကြောင့်မြန်မာလက်နက်ကိုင်ဖွဲ့စည်းသည်ဖြစ်တဲ့တပ်မတော်เนาะတပ်မတော်ရောเนาะ KIA AA KNU เนาะ MNDAA TNLA UDLSA နောက်တော့ PDF စရှိတဲ့တိုင်းသားလက်နက်ကိုင်သူပါဝင်တိုင်းသားလက်နက်ကိုင်ဖွဲ့အသီးသီးရာတဲ့စစ်ပွဲတွေနဲ့အချင်းချင်းတပ်ဖြတ်မှုတွေရပ်ပြီးတော့ငင်းချင်းစကားဝိုင်းနဲ့မိမြန်မာနိုင်ငံကိုပြန်လဲတိဆောက်ကဲတင်ကြဖို့ နော် IPC ဆရာတော်ကတောင်းဆိုပါတယ်ဆိုပြီးသူဆရာတော်ကထုတ်ပြန်ထားတယ်မနေ့ကထုတ်ပြန်တယ်ဆိုတော့ဒီဆရာတော်ကကျွန်တော်တို့လည်းကျွန်တော်တို့လည်းကျွန်တော်တို့လည်းဆရာတော်နဲ့ခဏခဏကျွန်တော်ဆိုလည်းခဏခဏဆုံခဲ့ပါတယ်ဟိုဆုံခဲ့တဲ့ထဲမှာလည်းပါပါတယ်အဲ့တော့ဆုံခဲ့ပြီးတော့ဆရာတော်ရဲ့သဘောထားအမှန်နားလေတဲ့နားထောင်ကြည့်တဲ့အခါမှာလည်းဆရာတော်ကဒီတိုင်းပဲသူဒီဒီတိုင်းပြည်မှာဖြစ်နေတဲ့အပြန်အလှန်အထူးပြန်လာတက်ကြဖြတ်ကြသေးကြကြေးကြကိစ္စတွေကိုသူမကြိုက်ဘူးမကြိုက်တဲ့လူတွေပါတယ်မကြိုက်တဲ့အတွက်သူကအမြင်နဲ့သူသူ့ရဲ့ဒီအမြင်ယူဆဖြစ်နေထုတ်ပြောပြီးတော့တားတဲ့ဆရာတားနေတဲ့ဆရာတော်တွေမှာပါတယ်တကယ်လည်းအမြင်နဲ့တားတယ် သူမေးတဲ့အချိန်မှာဘသူ့ကိုဘသူ့ကိုပဲတစ်ဖက်ဘက်ကိုလက်ညှိုးထုတ်ပြပုံချတယ်မျိုးသူမလုပ်ဘူးဘယ်သူ့ကိုမှလက်ညှိုးထုတ်ပြပုံချမှာမလုပ်ဖက်နဲ့မင်းတို့အားလုံးရတာအကောင်းဆုံးပါပဲကွာဆိုတာမျိုးလေးနဲ့ဆရာတော်ကအမြဲတမ်းပြောတယ်ဘသူ့မှလက်ညှိုးထုတ်ကျွန်တော်တို့လည်းရှင်းပြောရအောင်ဘသူ့မှလက်ညှိုးထုတ်ခြင်းဘသူ့ကိုမှလက်ညှိုးထုတ်ခြင်းအဲဒါမဲ့အားလုံးကရက်တန်းတက်ရက်တင်နေဆိုရင်ရက်တာကောင်းတယ်။ဟိုတက်မတော်က "तू ကရက်ချင်လို့ခဏခဏဖိတ်ခေါ်တယ်။အချိန်ချင်းဖိတ်ခေါ်တယ်။လာမဲ့15ရက်နေ့ NCA ညီလာခံဝန်တော်ခင်ဗျဖိတ်ခေါ်ထားတယ်။ဖိတ်ခေါ်ထားတယ်တက်မတော်တောက်လျှောက်သူ့ဘက်ကဖိတ်ခေါ်ထားတယ် တစ်ဖက်ကလက်နက်ကင်တပုံတွေကသာမထလာတာထမလာဘူးထမလာတဲ့ခါကျတော့တချို့တွေကသူငါသူငါညင်းညားတယ်ညင်းညားရင်လည်းအဲ့လိုနဲ့ရှေ့မရောက်ဘူးဒီနေရာမှာခင်ဗျားထိုင်ရအမျိုးသမီးတယောက်ရှိတယ်အခုဟိုတချို့ TikTok တွေမှာတက်လာတယ် Facebook တွေမှာတက်လာတယ်ထိုင်သတင်းဌာနတွေမှာဟိုထိုင်ရဲ့ဒီ pocket season တွေမှာအဲ့ဒီမျိုးသမီးတယောက်ပြောနေတာရှိတယ်အဲ့ဒီမျိုးသမီးဆိုရင်ဒါမြန်မာရေးကိုတော်တော်လေးကိုသူနောကြည့်အောင်သိထားသလိုဖြစ်နေပြီအပြင်ကကြည့်ရတော့ तू ကပုံပြီးမြင်တယ်လို့ဖြစ်နေ तू ကဘာပြောလဲ तू ပြောဘူးတာမှတ်မိတယ်။ तू ပြောဘူးတာကျွန်တော်ခင်ဗျားတို့ပြောပြပြမယ်။ဒါဆရာတော်ရဲ့ထုတ်ပြောနေတာလည်းချိတ်ဆက်ပြီးခင်ဗျားတို့နားလဲအောင်ပေါ့ အဲ့ဒီမျိုးသမီးကနာမည်ကျွန်တော်မေ့နေတယ်ကျွန်တော်တေချာတော့မဖြစ်ဘူးဒါပေမဲ့အဲ့ဒီမျိုးသမီးကဘာပြောလဲဆိုတော့အာဘာလဲမြန်မာနိုင်ငံမှာတဲ့နော်ကျွန်တော်သူ့ဘာလေးလဲအတူလေးဖွင့်ပြမြန်မာနိုင်ငံမှာတဲ့သူကတော့ဦးမေအွန်လိုင်းကိုမဲအွန်လိုင်းပေါ့နော်မဲအွန်လိုင်းဆင်းသွားလို့တဲ့မြန်မာနိုင်ငံကအေးချမ်းသွားပြီလို့ခင်ဗျားတို့ထင်တာမင်းတို့ထင်တာလားတဲ့အဲ့တော့ကအဲ့လိုပဲကျန်တဲ့တဏ္ဍာရီဖွင့်ရအောင်ချက်ချင်းအချင်းချင်းညှို့ပြီးတော့မြန်မာနိုင်ငံကြီးကတိုးတက်ပြောင်းလို့သွားမယ်လို့ထင်တာလားတဲ့အဲ့တော့ကစစ်တပ်ကြီးကိုဖယ်လိုက်လို့သူတို့အားလုံးညှို့တိုးတက်သွားလိမ့်မယ်လို့ အဲ့ဒီမြန်မာတွေအလုံးပြီးသွားပြီလို့ထင်တာလားတဲ့နော်ဒါဆိုရင်တော့မှားနေပြီတဲ့မှားနေပြီတဲ့မြန်မာနိုင်ငံမှာစစ်တပ်ကမရှိရင်ဦးမင်းအောင်လည်းမရှိရင်တို့မရှိလို့ပြည်လဲသွားမယ်လို့တွေးနေတဲ့အတွေ့အကြုံမှားနေတယ်တဲ့မှားနေတယ်တဲ့ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာသူ့နိုင်ငံသားအချင်းချင်းတိုက်လာတာနှစ်ပေါင်း80ကျော်ပြီတဲ့ဂုတိမရသေးဘူးတဲ့ဂုတိမရသေးဘူးတဲ့နှစ်ပေါင်း80ကျော်သွားပြီတဲ့ဂုတိနှစ်ပေါင်း80ရှိလာပြီရ80နီးလေးရှိလာပြီတဲ့ဂုတိမရကြသေးဘူးတဲ့အဲ့တော့တစ်သလုံးလဲရက်ပဲပုံလဲမပေါ်ဘူးပေါ့ဗျာခုကလည်းပြောရက်ပဲပုံလဲမပေါ်ဘူး มาบอกว่าดูเยอะละมาบอกว่าเลยยังไม่บอกเลยมาบอกเนาะจันทร์เรามาไอ้มิวตุมีอภิรัลีขนาดนี้จันทรพี่อาจารย์รู้ยังนี่ผมไปเราเห็นตอนเลยไอ้มิวตุมีอ่ะจันทร์ติงอ๋อไอ้ที่มาเชื่อเลยทีมิวตุมีอะไรมันมันทีมิวตุมีเราไม่มีวุญญาณเลย มันมีผลกระทบต่อไทยอย่างจริงจังจริงจริงมันคือเยอะละถอยไมเลย่อหน่วยงานภาครัฐของไทยเนี่ย เราเราจะมองประเด็นเรื่องนี้อย่างจริงจังที่ไหนนะตู้ท้ายลูกจีดีสนาบุตู้ท้ายลูกจีดีสนาบุหรู้เรื่องกิจสาวกตัวเบียวละ နော်ထိုင်းလူကြီးတွေစဉ်းစားဖို့ထိုင်းနိုင်ငံဘက်ကစဉ်းစားဖို့သူကရှူတောင်းပြောတာပြောရရင်မြန်မာနိုင်ငံကိုစဉ်းစားတဲ့အခါမှာဘယ်လိုစဉ်းစားမလဲဆိုတော့ထိုင်းကထည့်ပြောသွားတာရှင်းရှင်းလေးထည့်ပြောရခြင်းမှာဒီ280နီးပါးရှိလာပြီတဲ့မြန်မာနိုင်ငံကဥမေအောင်လိုင်းစဉ်းသွားလို့ပြီးသွားမယ်လို့စစ်တပ်ကြီးဖိလိုက်လို့ပြီးသွားမယ်လို့ထင်နေအဲ့အထင်အတွေ့ရမှားနေတယ်တဲ့တင်းချက်ကပြီးတော့စစ်ပွဲတွေကမြန်မာနိုင်ငံမှာအများအဖြစ်နေတယ်1948ခုနှစ်ကလေးကအခုထိဖြစ်လာတာတဲ့နှစ်ပေါင်း80ဖြစ်နေပြီတဲ့80နီးပါးရှိနေပြီတဲ့ပြောရရင်တော့ဒါကဘာမှာတက်တန်းအရှိန်ကြာဆုံးစစ်ပွဲဖြစ်နေတယ်ကဘာနိုင်ငံကဘာဘယ်နိုင်ငံမှာရှိတဲ့ ဘယ်နိုင်ငံမှာမှရှိပြည်သူတော်ရှိလေကဘာမှာရှိတဲ့မြည်သိနိုင်ငံမှာမဆိုလေစစ်ပွဲတွေရအချိန်တစ်ခုရောက်ရက်သွားတယ်တဲ့ဒါပေမဲ့280ကြာ280နေမှာကြာတဲ့ဒီမတိုက်ကြဘူးတဲ့ဒါပေမဲ့မြန်မာပြည်မှာတော့တိုက်ပွဲမဖြစ်တဲ့နေ့ဆိုတော့ခါရှားကြာပဲလေ280လုံးလုံးမြန်မာတွေကတစ်ချိန်လုံးတိုက်နေတာပဲတဲ့ကျွန်တော်တို့ပြန်တွေးကြည့်တော့ရှက်ဖို့ကောင်းတော့သူများပြောတာသူပြောတာမှန်နေတော့ကျွန်တော်မှဘာပြောမှမသိဘူးသူပြောတဲ့ရှင်းရှင်းလေးရဝရဝန္ဒာမှာဖြစ်စဉ်နေကမ်ဘောဒီးယားဖြစ်စဉ်နေအာဖရိကဒေသမှာဖြစ်စဉ်နေအရှေ့လေပိုင်းမှာဖြစ်စဉ်နေကြိုက်တဲ့စစ်ပွဲတွေပြောတဲ့ အချိန်တစ်ခုရောက်တဲ့ခါမှာနေရာတစ်ခုရောက်တဲ့ခါမှာကာလတစ်ခုရောက်တဲ့ခါမှာရက်ကိုရက်သွားတယ်တဲ့နှစ်ပေါင်း80နီးပါးကြောင်းတွစ်တိုက်နေတာမရှိဘူးတဲ့ဒီမှာရှိနေတယ်တဲ့မြန်မာပြည်မှာနေတိုင်းဒီမှာဆစ်ဖြစ်နေတယ်တဲ့နေတိုင်းဒီမှာတိုက်နေကြတယ်တဲ့သူကဆစ်ကိုတိုက်နေတာပဲတဲ့အဲ့တော့မိကုန်းတစ်ခုမေးတာသူမေးတာရှင်းရှင်းလေးနော်အဲ့တော့ဟိုပြီးသွားမှလားပေါ့ပြောချင်တာနော်ပြီးသွားမှလားပေါ့အဲ့လိုဖြစ်နေခုမြန်မာတွေကတစားစီပြီးတော့လဲအဲ့ကွာဥမြောင်းလိုက်ပြီးသွားရင်ပြီးသွားမှလားတို့တက်ကပြီးသွားရင်ပြီးသွားမှလားတို့နော်အာနာဆင်းကပြီးသွားမှလားတို့ဆိုရင်မေးရင်းနဲ့ ပွင့်ဝင်လည်းပြောမယ်မြန်မာတွေကိုပြုတ်ကွက်သွားမှလည်းမဖြစ်နိုင်ဘူးတဲ့ဒါပေမဲ့တစ်ချိန်လုံးတိုင်နေမှာပဲတဲ့အဲ့တော့တို့ချင်းချင်းလေးရပ်ဖို့လည်းမလွယ်ဘူးတဲ့ဘာဖြစ်လို့ထပ်ပြောလဲဆိုတော့တဲ့ဦးမြောက်လိုင်းကနေပြီးတော့ဦးမြောက်လိုင်းမရင်မဟုတ်ဘူးတဲ့မြန်မာအစိုးရဆက်ဆက်ကတဲ့ဖိတ်ခေါ်ခဲ့တယ်တဲ့အစိုးရဆက်ဆက်ကဖိတ်ခေါ်တယ်တိုင်းသားတန်းတကိုင်တစ်ဖွဲ့ကိုဖိတ်ခေါ်တယ်အဲ့တစ်ဖွဲ့တည်းကိုဖိတ်ခေါ်တဲ့အချိန်မှာအဲ့တစ်ဖွဲ့ကမှနှစ်ဖွဲ့ထပ်ပြန်ကွဲတယ်တဲ့နော်ရှင်းရှင်းလေးတန်းတကိုင်ဖွဲ့တစ်ဖွဲ့ကိုအစိုးရကညင်ကြိုင်းဆွနေဖို့အတွက်လာတို့ညွှန်းနေကြမယ်ဆိုပြီးဖိတ်ခေါ်တယ်တစ်ဖွဲ့ကိုဖိတ်ခေါ်လိုက်ရင်အဲ့တစ်ဖွဲ့ကမှနှစ်ဖွဲ့ထပ်ကွဲတယ်တစ်ဖွဲ့ကမလာဘူးတစ်ဖွဲ့ကလာတယ် ဟောနောက်တဲ့တစ်ဖွဲ့ကိုခေါ်ရင်နောက်တဲ့တစ်ဖွဲ့ကမလာဘူးเนาะအဲ့တော့လက်နက်ကန်အဖွဲ့မတူတဲ့ A B C D E F G ပေါ့ဗျာ A ဆိုတဲ့လက်နက်ကန်အဖွဲ့ကိုခေါ်လိုက်တဲ့အချိန်မှာ A ထဲမှာနှစ်ဖွဲ့ထားခွဲတယ်တဲ့အဲ့လိုပဲ B ကလည်းလာချင်းမှလာတယ်အဲ့တော့တယောက်နဲ့တယောက်ဆွေးနွေးဖို့ဆိုတဲ့စဉ်းစားချက်အစားစဉ်းစားချက်အစားပေါ့เนาะသူကမင်းသွားရင်ငါမသွားမင်းလာရင်ငါမလာဘူးဆိုတော့အဲ့လိုပုံစံမျိုးနဲ့လုပ်နေသူရဲ့တိုက်ပွဲကဘာတော့မှမပြီးဘူးတဲ့အဲ့ဒီအစည်းအဝေးလည်းမပေါအောင်မြင်တော့သလိုမပြီးတော့ဘူးတိုက်ပွဲကအဲ့တော့အနေထားကြီးနဲ့ တိုင်းပြည်ကအဲ့တိုင်းပြည်ကအဲ့လိုဆက်သွားနေရယူဘယ်လိုလုပ်ပြီးတော့ဖြစ်မှာလဲတဲ့ပြီးတော့တို့တို့ကမြန်မာနိုင်ငံအတွက်ကအသားကျနေပြီတဲ့ဒီဒီစစ်ပွဲတွေကဆိုတော့ကျွန်တော်တို့ပြန်တွေးချင်းရှက်ဖို့ကောင်းတယ်ဘတော့ပြီးမလဲမြန်မာနိုင်ငံပြဿနာဘတော့ပြီးမလဲမေးရင်တဲ့ပုံမှန်လည်းပြောရင်ပြီးစည်းဖို့ခက်ခဲပါလေတဲ့သူပြောရှင်းတယ်မြန်မာနိုင်ငံပြဿနာဘတော့ပြီးမလဲမေးပြီးစည်းဖို့ခက်ခဲတယ်တဲ့လက်ရှိတိုက်ပွဲတွေတိုင်းသားနိုင်ငံဖွဲ့နေမြန်မာတိုက်နေတိုက်ပွဲကပြီးစည်းဖို့ခက်ခဲပါလေတဲ့ဘလုံးမှမဖြစ်နိုင်ဘူးပြီးစည်းဖို့ခက်ခဲတယ်ဆိုတော့အဲ့တော့ခင်ဗျားတို့လက်ရှိတက်ရှိတညာရှိနေတဲ့ခင်ဗျားတို့အကုန်လုံးကျွန်တော်ကိုကျွန်တော်ကျွန်တော်သာသမီကျွန်တော်မြင်းမြင့်အလက်ထက်တီ ဒီစပွဲကြီးကိုဆက်ပြီးရှိအောင်ဖန်ပြီးမှာလားအဲ့ဒါခင်ဗျားတို့စဉ်းစားကြည့်ကြဖို့လိုတယ်ကျွန်တော်တို့ပြည်သူလူထုအားလုံးကစဉ်းစားမှာတစ်ချက်တည်းပဲစဉ်းစားမှာဟာဟုတ်ပြီဦးမင်းအောင်လိုင်းမားတယ်မယ်နဲ့ခဏထားလက်နက်ကိုက်တပုံလေးအုပ်စုတွေမားတယ်မယ်နဲ့ခဏထားအဲ့ဒီနှစ်ခုကိုခဏထားလိုက်အုပ်စုနှစ်စုခွဲမယ်ဦးမင်းအောင်လိုင်းနဲ့သူစစ်တပ်ဒီဘက်ကလက်နက်ကိုက်တပုံအုပ်စုအဲ့ဒီနှစ်စုကြားမှာဘယ်ဘက်ကိုပဲကျွန်တော်တို့ကရက်တိဖြစ်စီဘယ်ဘက်ကပဲမာပဲကိုကရှိနေသည်ဖြစ်စီဟုတ်ပြီတစ်ဖက်ဘက်ကိုကျွန်တော်တို့ညှို့ထိုးပြီးတော့အဲ့တိုင်းပဲစရိုက်တိုက်နေကြမလားတိုက်သင့်လား ပြီးမယ်ထင်လားအဲ့ဒါဆိုပြီးမယ်ထင်လားခင်ဗျာတစ်ဖက်ဘက်ကလည်းညှို့ထိုးပြီးတော့ तू မားတယ်လို့ပြောလို့ဒီဘက်ကဒီဘက်ကနေပြီးတော့အုပ်စုကဒီမောင်မားတယ်လို့ပြောလို့ဒီဘက်အုပ်စုကလည်းမနှုတ်မားတယ်လို့ပြန်ပြောမယ်အဲ့ဒါနဲ့ပြီးပါမယ်မပြီးတော့ဘူးအဲ့တော့ခင်ဗျားတို့လက်ထက်ကျွန်တော်တို့ခင်ဗျားတို့လက်ထက်ရေကျွန်တော်တို့သားသမီးလက်ထက်ကျွန်တော်တို့မြီးလက်ထက်ရောက်တဲ့အခြေတိတိုက်ပွဲတွေမပြီးတော့ဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်တို့သားသမီးတွေကိုဒီစစ်ပွဲတွေကြားထဲမှာထားခဲ့မှာလားကျွန်တော်တို့ရဲ့မြီးတွေကိုသားတွေနဲ့သမီးတွေနဲ့မြီးတွေကိုကျွန်တော်တို့ဒီစစ်ပွဲတွေကြားထဲမှာအတော်မတတ်နိုင်တဲ့အဲ့ဒီစစ်ပွဲတွေကြားထဲမှာထားခဲ့ပါလားကျွန်တော်တို့ရဲ့အဘိုးတွေကျွန်တော်တို့ရဲ့ဘိုးဘေးတွေက အဖိုးမေးတွေကကျွန်တော်တို့ကိုစစ်ပွဲတွေမှာထားခဲ့ကြတာခမရောကျွန်တော်တို့စစ်ပွဲတွေမှာထားခဲ့တယ်ပြန်တွေးကြည့်တော့ကျွန်တော်တို့အဖိုးတွေကျွန်တော်တို့ရဲ့အဖေတွေကျွန်တော်တို့ဒီစစ်ပွဲတွေမှာထားခဲ့ကြလို့အခုကျွန်တော်တို့ဒီစစ်ပွဲတွေနဲ့တန်ဆရာလဲနေတာကျွန်တော်တို့ကြာရင်တော့ကျွန်တော်တို့မြီးတွေမြစ်တွေကိုစစ်ပွဲတွေမှာထားခဲ့ပါလားအဲ့ဒါကိုကျွန်တော်တို့ခမရောပြန်လာအားလုံးစဉ်းစားဖို့လိုပြီဘသူမားတယ်မှန်တယ်လို့ညှို့ထိုးနေမယ်အစားကျွန်တော်တို့ကကျွန်တော်တို့ရဲ့တာသမီမျိုးမြစ်မြင်းမြစ်တွေအပေါ်မှာစစ်ပွဲတွေနဲ့ထားခဲ့မှာလားဆိုတော့မေးခွန်းကိုတည်တည်ချက်ပြန်ပြေဖို့လိုပြီအဲ့တော့ဒီ IPC ဆရာတော်တောင်းဆိုလာသည်လေမြစ်တိုင်းခဏသည်လေသိကောင်းတဲ့ကိစ္စသူ့လိုမျိုးပဲဆရာတော်လိုမျိုးပဲ ။ဒါပေမဲ့အဲဒီကာရီနေချားစ်မောင်ဘူတို့ကက်သလစ်အုပ်စုကပြောရမယ်အစ္စလမ်ဘာသာဝင်တွေရဲ့ခေါင်းဆောင်တွေလည်းပြောရမယ်ခေါင်းဆောင်တွေကိုလည်းထုတ်ကိုပြောရမယ်ခေါင်းဆောင်တွေကိုလည်းထွက်ပြောမီဒီယာတွေလည်းပြောဟေးဘယ်လက်နက်ကင်ဖွဲ့မင်းတို့ရက်တော့ကွာဟောရက်စိတ်ကြီးမင်းတို့အဲ့လိုနာမည်တက်ပြီးတော့ပြောမှဖြစ်မှာအဲ့လိုနာမည်တက်ပြီးတော့ပြောမှရမှာလာရောတောင်ပြီးတော့ရောတောင်ပြီးတော့လက်နက်ကင်ဖွဲ့တွေနဲ့တပွဲတွေတော့ဖြစ်စေချင်တော့ပါဘူးအဲ့လောက်နဲ့မရဘူးနာမည်တက်ပြီးတော့ဟဲ့အောင်ဘသူမင်းတို့အစ္စလမ်ဆိုရင်အစ္စလမ်ဥစ္စာသူ့ရဲ့ဆိုင်တဲ့လူဟဲ့အောင်မင်းဘသူမင်းတို့လည်းရက်တော့ ခရစ်ချန်တွေကမင်းတို့ဘာသူကြတော့ဗမာလေးဗမာနဲ့ပတ်သက်ဘုရားဘာသာမင်းတို့ကြတော့အဲ့လိုပြောကြမှာရဝိုင်းပြီးတော့ပြောမှာရဝိုင်းမပြောဘဲနဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ကိုယ်နဲ့မဆိုင်သလိုမသိသလိုနေရင်ခင်ဗျားတို့ကျွန်တော်တို့ကတမိုင်းနေတရားခိုင်းမယ်လက်ရှိတမိုင်းရဲ့တရားခိုင်းနေပဲဘာမှမပြောဘဲနဲ့ကျွန်တော်တို့နေရင်ခင်ဗျားတို့ကျွန်တော်တို့ကလက်ရှိတမိုင်းရဲ့တရားခိုင်းနေပဲဘာမှပြောဘဲနဲ့ငါနဲ့မဆိုင်သလိုနေလိုက်မယ်ကွာဆိုပြီးတော့ဒိုင်းရှိုးလေးအခန်းတောင်လေးမှာတော့အိတ်နေတဲ့လူတွေအตาလေးငါတို့တတ်တာငါတို့ဘယ်ခွင်မှာဝင်ပြီးအောင်းရမလဲဆိုချောင်းနေတဲ့အုပ်စုတွေ တစ်ချိန်လုံးဒီလင်းနေနေပါလင်းနေတော့မှတစ်ချိန်လုံးပါဇက်ပိတ်ပြီးရင်ကုန်လို့ပဲနေကြတဲ့ပုံကိုယ်တွေခမားတို့ဟာတမိုင်းရဲ့တရားခံတွေလက်ရှိတမိုင်းရဲ့တရားခံတွေပဲမမေ့ဖို့လိုတယ်မမေ့ဖို့လိုတယ်အဲ့ဒါတော့ကျွန်တော်တို့တမိုင်းတရားခံဖြစ်မခံနိုင်ဘူးနော်အေးစိတ်တရားခံလည်းဖြစ်မခံနိုင်ဘူးနော်မရန်ကုန်တရားခံလည်းဖြစ်မခံနိုင်ဘူးလိုင်းရဲ့တရားခံလည်းဖြစ်မခံနိုင်ဘူးချင်းချင်းလေးပဲပုံလင်းပြောတာအဲ့တော့ကျွန်တော်တို့ကအဲ့ကြောင့်တစ်ချိန်လုံးကျွန်တော်ပြောနေတာငြိမ်းချမ်းဆူနေပါလက်နဲ့ကင်ထားရရကြပါတိုက်တာခက်ရရကြပါတက်မတော်တော့လက်နဲ့ကင်ထားရမယ်မှန်တယ်ဘရောမှရှောက်လို့ပြအောင်တက်မတော်လက်နဲ့ကင်ထားတက်မတော်မကင်ဘယ်ဘယ်ဘယ်သူကကျွန်တော်တိုက်ပြီးထိမှလဲ ော့โอเคတပ်မတော်နဲ့ညီချင်းစကားပြောကြပါနိုင်ငံတော်ကြီးကြီးနဲ့ညီချင်းစကားပြောပါပြောပြီးတော့လိုချင်တော့တောင်းစကားနဲ့တောင်းလိုချင်တော့ဘိုးဝင်ပြောဆွေးနွေးပြီးတော့မှရလက်တွေယူပြီးတော့မှတိုင်းပြည်တည်ငြိမ်အောင်ဝိုင်းတိဆောက်တိုးတက်အောင်လုပ်အာဒါကိုကျွန်တော်တို့မျှော်လင့်တစ်ချိန်လုံးကျွန်တော်ဒါပဲတောင်းဆိုနေကြတာနော်စစ်တပ်ကြီးပဲမှန်တယ်လို့ကျွန်တော်ဘယ်တော့မှပြောခဲ့ဘူးအဲ့လိုပဲစစ်တပ်ကြီးပဲမှားတယ်လဲကျွန်တော်မပြောဘူးပြောတဲ့အကြောင်းမရှိဘူးစစ်တပ်ကမှားကောင်းမှားရင်မှားလိမ့်မယ်ဒါပေမဲ့တိုင်းမှားတဲ့ဟာတချို့ကောင်းရှိကောင်းရှိနိုင်တယ်တက်မတော်မှာမှားတာတချို့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တိုင်းပြည်ကိုပြိုကွဲလောက်တဲ့ဒီတက်မတော်ကဘယ်တော့မှမလုပ်ဘူးအသေးချတယ် သူကထိန်ဆောင်ရတယ်ဥဆောင်ထိန်သိမ်းရမယ်လို့ဖြစ်လို့သူကအမြဲတမ်းရှေ့ရနေဥဆောင်မှမဲ့ပြီးတော့ရက်နေတာဒါပေမဲ့လက်ကျန်တဲ့အဖွဲ့အစည်းတွေကတော့ကျွန်တဲ့တပုံတွေကတော့တူတလူငါတမင်းနဲ့ထိန်းတိုင်းချင်းနေကြတာအဲ့ဒါကိုတော့တီးဖို့လိုတယ်ဒါကတော့ကျွန်တော်ပုံမှန်လဲကျွန်တော်ခံယူချက်ပဲရှင်းရှင်းလေးပဲအဲ့တော့ကျွန်တော်ဒီပုံမှန်လဲပြောရင်တက်မတော်ဒီဒီတိုင်းမျိုးဥဆောင်ထိန်းသိမ်းနိုင်မယ့်အဖွဲ့အစည်းဖြစ်လို့ယုံကြည်တဲ့အတွက်တူတဲ့တူရှိတယ်ဒါဟာတက်မတော်ကတူးချင်းစီတိုင်းပုံမှန်ထားတဲ့ကျွန်တော်ရဲ့စိတ်ထားသို့တော့တက်မတော်လို့တာအကုန်လုံးမှန်ပါတယ်လို့ယုံကြည်ရတဲ့အထက်မှာလဲကျွန်တော်မပါဘူးဒါအရှင်းဆုံးပြောတာအဲ့တော့ ဒါကဒါကြောင့်ကျန်တဲ့လက်နက်ကိုင်သဘုံလေးနည်းနည်းလေတက်ပလော်နဲ့မဆွေးနွေးဘဲအင်္ဂါဂျူဟောက်အောင်နဲ့သွားဆွေးနွေးမှာလို့သူတို့နဲ့မဆွေးနွေးဘူးသူတို့သွားဆွေးနွေးမှာလို့ကဲခမလို့ဘူးသူနဲ့ဆွေးနွေးချင်တာလို့ဒိတ်မမရှိတဲ့ဟာတွေနဲ့ပြောနေမပြီးဘူးဗျအဲ့ကြောင့်ဒါကြောင့်ကိုကကျွန်တော်တို့ပြည်သူတွေကနားလဲဖို့လိုတာကိုကျွန်တော်ပို့ပေါ်နေမှာပြောတာပါအဲ့တော့ဒါတစ်ချက်ပေါ့နော်ဆိုတော့အပြီးစီဆရာတောင်းဆိုချက်လူမျိုးပဲခမရတို့ကျွန်တော်တို့ပြည်သူလူထုကလည်းတမိုင်းရဲ့ဒီနေ့တမိုင်းရဲ့တရားခံနေမဖြစ်ချင်ကျွန်တော်အားလုံးအတန်တူညီစွာတောင်းဆိုရမှာကလက်နက်ကင်ထားတဲ့အုပ်စုတွေအားလုံးတပ်မတော်နဲ့အတူဆွေးနွေးကြပါ လက်နက်ခိုင်တဲ့အုပ်စုတော်တက်မလို့လည်းဆွေးနွေးကြပါဆိုတော့ကိုတောင်းဆိုတောင်းဆိုရမယ်အေးအေးအေးကိုရခိုင်နေရတောင်းဆိုရမယ်ပလောင်ကိုပလောင်နေရတောင်းဆိုရမယ်ကိုကန်နေကိုကိုကန်ကိုကန်လက်နက်ခိုင်တဲ့ဖွဲ့ကိုတပုံဖွဲ့ကိုကိုကန်နေရတောင်းဆိုရမယ်ဝါတပုံဖွဲ့ကိုဝါတောင်းဆိုရမယ်ဝါတိုင်းသားတွေတောင်းဆိုရမယ်အဲ့လိုပဲဒီဒီဘက်က KNU KNU လက်နက်ခိုင်တဲ့ပုံဖွဲ့ကိုကရင်နေရတောင်းဆိုရမယ်တပ်ဆိုင်ရာလူတွေကကိုတောင်းဆိုပေးရမှာအဲ့လိုတောင်းဆိုပြအဲ့သက်ဆိုင်တူတဲ့လူကောင်းဆောင်တွေတောင်းဆိုပေးရမယ်သက်ဆိုင်ကတိုင်းသားကောင်းဆောင်တွေတောင်းဆိုပေးရမယ်သက်ဆိုင်ကတိုင်းသားလူလူကတောင်းဆိုပေးရမယ်အဲ့ တက်ဆိုင်အတိုင်းသားတွေရဲ့ဘာသာရေးရေးဆရာတွေကတောင်းဆိုပေးရမယ်အဲ့ဒါလောက်ကြဖို့တော့ကျွန်တော်တို့အားလုံးတိုက်တွန်းပါတယ်နော်ဒါတော့ဒါနဲ့ပတ်သက်လို့ဆရာတော်ပြောတာနဲ့ပတ်သက်ဆက်ဆိုင်ပြောတာပါနောက်တစ်ခုကတော့အဲ့လိုမလုပ်တဲ့အတွက်အခုဘာဖြစ်လဲဒီဟို6မြို့နယ်မှာမနေ့ကဖြစ်စဉ်လေးတခုအဲပြီးကတနေ့ကဖြစ်စဉ်တခုဖြစ်သွားတယ်ဟို PDF တွေဖမ်းသွားတဲ့ဖြစ်စဉ်တခုဖြစ်တယ်နော် PDF တွေဖမ်းသွားတဲ့ဖြစ်စဉ်တခုဖြစ်တယ်ဘယ်သူဖမ်းလဲဆိုတော့ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့သူတွေဖမ်းတာဆောက်လုပ်ရေးလုပ်ငန်းအရာဝန်ထမ်းတွေပေါ့နော်ဆိုတော့ဟို6မြို့နယ်ရဲ့လမ်းဦးစီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးနဲ့အငြင်းရမ်းပြည့်ပြည့် engineer သူတို့နှစ်ယောက်ကိုတဲ့နော်သူတို့နှစ်ယောက်ကိုတရက်နေ့ရအော်တိုဘာတရက်နေ့ရနော်အော်တိုဘာတရက်နေ့ရတဲ့နော်စင်ကနာဆိုကြည့်ရနာမှာအဲ့နာမှာ6မြို့တွေစင်ကနာဆိုကြည့်ရနာမှာကားကိုတားပြီးတော့ဖမ်းသွားတယ်အဲ့ဖွဲ့ကသူကကြည့်ရတာကြည့်ရစစ်စစ်လမ်းတွေလမ်းကိစ္စတွေသွားတဲ့ပုံပေါ်ပါတယ်6ရင်းနှောင်းကြောင်းလမ်းပေါ့နော်စင်ကနာအစင်စင်ကရွာပေါ့ sorry စင်ကနာမဟုတ်ပြကျွန်တော်မှားတော့လို့ဟောစင်ကရွာစင်ကကြည့်ရွာ sorry ၆ရင်းနှောင်းကြောင်းလမ်းပေါ်ကစင်ကဆိုကြည့်ရွာအဲ့ကြည့်ရွာမှာသူတို့ အလုပ်ကိစ္စနဲ့သွားကြတဲ့အချိန်မှာလက်ထောင်ညွှန်ကြားရေးမှူးနဲ့အငယ်တန်းမျိုးပြအင်ဂျင်နီယာမျိုးသမီးတွေကစုပေါင်း၃ယောက်ကိုအဲ့ဒီမှာ PDF အဖွဲ့တွေကနေ့လယ်တနားရီလောက်မှာအော်တိုဘတ်နေ့ဒီနေ့တနားရီမှာဖမ်းသွားတယ်ဖမ်းသွားပြီးတော့အခုဒီနေ့ဆို၃ရက်မြောက်ဖြစ်သွားပြီပေါ့နော်ဖမ်းမှာချင်းတွေကပါဆို၃ရက်မြောက်ပေါ့အခုချိန်ထိဆက်သွယ်မရတော့ဘူးဘာဖြစ်နေမှလည်းမသိဘူးဂူလို့တော့ဟိုတော်တော်လေးတော့စိုးရိမ်နေကြရရှာတယ်လို့ပြောတယ်ပြည်သူသက်ဆိုင်လူတွေကအဲ့တော့ဒါရီယာခင်ဗျာဘာလဲဆိုတော့ဒါရီယာတို့လုတ်တင်လားမလုတ်တင်လားမသိဘဲနဲ့ PDF အုပ်စုတွေဒါကိုလုတ်ကြတယ်ဒါကိုတို့ကိုတို့ဒီမိုကရေစီလို့တို့ထင်ပုံရတယ် သူတို့သိသွားတာဒါသူတို့ကဒီမိုဆိုရှင်အဲ့ဒါအဲ့ဒါဓမြမှုဆိုတာသူတို့ပြန်မေးဆုံးမှုဓမြမှုဆိုတာသူတို့မသိဘူးအဲ့ဒါဒီမိုကရေစီလို့သူတို့ထင်တယ်အဲ့ဒါပြန်မေးဆုံးမှုဓမြမှုပဲခမရကမတိုင်းပြည်မှာဘလို့လူပဲအုပ်ချုပ်နေအုပ်ချုပ်နေနော်နိုင်ငံဝန်ထမ်းတွေကိုအဲ့လိုဖမ်းနေစီးတယ်ခေါ်တယ်ဆောင်းတယ်ဆိုတာတွေကလက်နက်မဲ့နိုင်ငံဝန်ထမ်းတွေကိုဖမ်းနေစီးတယ်ခေါ်တယ်ဆောင်းတယ်ဆိုတာအဲ့ဒါဓမြတိုက်တာပဲပြန်မေးဆွဲတာပဲအဲ့ဒါဒီမိုကရေစီလို့တာမဟုတ်ဘူးတော်လိုင်းလို့တာမဟုတ်ဘူးအဲ့ဒါမသိဘူးသူတို့ဘာလို့မသိလဲသိနိုင်လောက်တဲ့ဉာဏ်ပညာအုံနောက်အရေးချင်းဥဆောင်လမ်းညွန်ပေးနိုင်မှုဘယ်သူမှမရှိလို့သူတို့ဥဆောင်ပေးတဲ့လူတွေကိုယ်တိုင်ကိုယ်တည်းကတခိုးတွေကြိုးတွေဖြစ်နေလို့